ဗဟိုကသူ့အနေနဲ့သူအမြဲတမ်းတည်ရှိနေတဲ့ unit မဟုတ်ဘူး federal အခြေခံအရှင်းဆုံးပြောရရင်ဗဟိုစွာမရှိဘူးဒါပြင်ဗဟိုစွာဘယ်လိုလုပ်ပေါ်လာတာလဲဆိုတော့ federal ပြည်အောင်စုဖွဲ့စည်းရမှာပေါင်းတဲ့ unit တွေကနေပြီးတော့မှဆီလွတ်တဲ့ကိုယ်စားလှယ်တွေနဲ့အမေရိကန်မှာဆိုဗဟိုစွာဆက်ပေါ်လာနောက်ပိုင်းမှာ federal စွာဖြစ်သွား အဲ့ဒါကြောင့်ဗဟုကိုအဓိကထားပြီးစဉ်းစားလို့မရဘူးဖက်ဒရယ်ချိတ်ကတည်းဆိုအမျိုးသားညီညွတ်ရေးအန်ယူဂျီအစိုးရကလည်းသူတို့ထိုင်ထားတဲ့အထိုင်ပေါ့သူတို့ position ရှိထားပြီးသားဟိုစစ်တပ်အနာသိမ်းပြီးစခွဲကလေးကအဲ့ဒီ position ကိုလက်မလုပ်ဘူးအဲ့ဒီအထိုင်ကိုအသေးကန်ပြီးတော့မှတိုင်းရင်းသားပြည်နယ်တွေကြီးရော်တွေလာပူးပေါင်းကြပါဆိုတဲ့အခါမှာပူးပေါင်းကခက်တယ်လေဗျာလက်တွေမဖြစ်နိုင်ဘူးတကယ်ပေါင်းတာမဟုတ်အပေါ်ရန်ပေါင်းနေပဲဖြစ်မှာပေါ့ခင်ဗျာလူမျိုးကြီးခြေကန် တက်တက်ကိုတိတ်ကိုအဓိကထားလို့ရင်ပြဿနာကြီးရှင်းရသိခဲ့တယ်အဲ့တော့ဘာလို့တင်ရမလဲဆိုတော့ Federal ပြည်အောင်စုနိုင်ငံသားစိတ်ဓာတ်ကိုတင်ရမှာအဲ့မှာလူမျိုးတွေတိတ်ကင်ထားလို့ရှိရင်ငါလူမျိုးမှငါလူမျိုးကချင်မှကချင်ကရင်မှကရင်ရှမ်းမှရှမ်းငါလူမျိုးမှငါလူမျိုးဆိုရင်ခင်ဗျာဥပဒေစိုးမိုးကြီးဘယ်တော့မှသွားလို့မရဥပဒေစိုးမိုးကြီးကိုမသွားနိုင်ရင်ခင်ဗျာလူခွင်လည်းမရဘူး Federal လည်းမရဘူးဒီမိုစီလည်းမရဘူးအဲ့ရှေ့အနာရှင်စနစ်ပဲတဆိုးရှည်သွားလိမ့်မယ် ားလုံးပဲမင်္ဂလာပါအာဒီတစ်ခါပိုင်းဆက်တုံးနေနဲ့ကျွန်တော်တို့တင်ဆက်လိုတာကတော့အခုချိန်မှာကျွန်တော်တို့ဒီဗဟိုနဲ့ပြည်နေဒီကြားလက်တွဲဆောင်ရွက်မှုပေါ့နော်အထူးသဖြင့်အမျိုးသားရင်းမျိုးကြီးနဲ့အစိုးရနဲ့ Federal Unity ကြားလက်တွဲဆောင်ရွက်မှုကြားစင်ခေါ်မှုကြုံတွေ့နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးမှဒါကျွန်တော်ဘယ်လိုအဖြေရှာကြမလဲဆိုတဲ့ကိစ္စကိုဆွေးနွေးသွားမှာဖြစ်ပါတယ် ်ဆရာဒီအတွက်လည်းကျွန်တော်တို့အချင်းပြေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ဆရာကျွန်တော်ဒီပထမဆုံးအနေနဲ့အာမေးမြန်းလိုတာကတော့အခုချိန်မှာကျွန်တော်တို့ရုပ်တရက်ပေါ်လာတဲ့အမျိုးသားညီညွတ်ရေးအစိုးရဆိုဘရမတော်ဟန်ကြီးအစိုးရဘဟုအစိုးရပုံစံမျိုးနဲ့ကိုတော်ဟန်ကြီးအများစုကြီးပြည်သူတွေကလည်းအများကြီးထောက်ခံမှုရရှိပြီးမှဖွေရှိလာတာဖြစ်ပါတယ်။အဲဒါဒီကြားထဲမှာလိုအပ်ချက်အများဖက်ဒရယ်ယူနီအလိုက်ကောင်စီရဲ့နာမည်နဲ့တော်လကောင်အမျိုးမျိုးထွက်လာကြ ော်များလေဒီအင်အားစုနှစ်ခုကြားမှာလက်တွေ့အခြေစင်မိမိနဲ့လှုပ်ဆောင်နိုင်ခြင်းမရှိဘူးဖြစ်နေသေးတယ်ဆိုတော့ဒီဟာကိုဘလို့လက်တွေ့ကြကြနဲ့ကျွန်တော်တို့အခြေစင်မိမိနဲ့အလုပ်လုပ်နိုင်အောင် လုပ်ကြမှာလေဆိုရဟာနဲ့စာပေါ်မှာသုံးသပ်ပေးပါမယ်ဟောမယ်ဗျာအဲ့တော့အေဒါဂျိုကြီးခုနသုံးထားတဲ့ဘ ਹੁ အာနာခွဲဝေမှုဆိုတဲ့ပါကစပြီးတော့ဆွေးနွေးပြရစီ ဟိုဒီလိုပါခမားတို့ရဲ့သတင်းမီဒီယာတွေလည်းအရေးကြီးတယ်လေဒါကြောင့် Federal Checkup ပုံကသတင်းမီဒီယာဆရာကြီးလည်းမှန်စစ်နေတာပေါ့အဲ့တော့ Federal Checkup တဲ့ခါမှာဗဟုကနေစပြီးတော့ Checkup လို့မရပါဘူးဘယ်ကနေစ Checkup လဲဆိုတော့ပြည်ကောင်စုကိုဖွဲ့စည်းရမှာပါဝင်တဲ့ကျွန်တော်နိုင်ငံမှာဆိုရင်ပြည်နယ်များပေါ့ဗျာအဲ့ဒီကနေစ Checkup ဖို့လို့ပါတယ်ဆိုလိုချင်တာကဗဟုကသူ့အနေနဲ့သူအမြဲတမ်းတည်ရှိနေတဲ့ unit မဟုတ်ဘူး Federal Checkup က အရှင်းဆုံးပြောရရင်ဘ ഹു စွာမရှိဘူး။ဒါပြင်ဘ ഹു စွာဘယ်လိုလုပ်ပေါ်လာလဲ။ဆိုတော့ Federal Bureau စုဖွဲ့စည်းရမှာပေါင်းတဲ့ unit တွေကနေပြီးတော့မှရှေလွတ်တဲ့ကိုယ်စားလှယ်တွေနဲ့အမေရိကန်မှာဆိုဘ ഹു စွာစပေါ်လာ။နောက်ပိုင်းမှာ Federal စုကဖြစ်သွား အဲ့ဒါကြောင့်ဘ ਹੁ ကိုအဓိကထားပြီးစဉ်းစားလို့မရဘူးဖက်ဒရယ်ခြေကတ်တယ်ဆိုရင်ဘာကိုအဓိကထားစဉ်းစားမလဲဖက်ဒရယ်ပြည်အောင်စုဖွဲ့စည်းရမှာပေါ့နည်း unit တွေကိုခြေခံစဉ်းစားဒီနေရာမှာ bottom up ဆိုတာလေးကိုနည်းနည်းလေးသူနှိုင်းရှင်ပြီးတော့ဆွေးနွေးပြပါရစေ bottom up မှာနှစ်ပိုင်းရှိတယ်တစ်ပိုင်းကဘာလဲဆိုတော့ပြည်အောင်စုအတွင်းမှာရှိတဲ့ပြည်ထောင်စုနိုင်ငံသားတွေ citizens တွေရဲ့စံတော်ကိုခြေခံပြီးတော့မှစုစည်းတာလည်းပဲဒါ bottom up ပဲဒါပေမဲ့အခုပြောတဲ့ bottom up ပြည်ထောင်စုဖွဲ့စည်းတဲ့နေရာမှာတော့အဲ့ဒါကိုမပြောဘူးအဲ့ဒါမဟုတ်ဘူးအဲ့ဒါကိုရှင်းဖို့လိုတယ်ပြည်ထောင်စုဖွဲ့စည်းတဲ့ခါမှာတော့ bottom up ဆိုတာပြည်ထောင်စုဖွဲ့စည်းရမှာပါဝင်တဲ့ unit တွေပြည်နယ်တွေဖြစ်တယ်သူတို့ကိုပြောတာသူတို့က bottom ဖြစ်တယ်သူတို့ကနေအခြေခံပြီးတော့စဉ်းစားရတယ်အဲ့သူတို့အခြေခံတဲ့ခါကျတော့ဒီပြည်ထောင်စုဖွဲ့စည်းရမှာပါဝင်တဲ့ unit တွေကဘာအာဏာရှိလဲ provincial sovereignty ပြည်နယ်တွေကအဓိကအပြင်အချုပ်အခြာအာဏာပိုင်နေအဲ့ဒီအခြေခံကနေ bottom ကိုစဉ်းစားရတယ် ဲ့ဒီခြေကနေ up ကိုသွားမှာအခြေခံတော့ရှိတယ်ဘာမှညာမှအခြေခံမဟုတ်ဘူးအဲ့ဒီ provincial sovereignty ကို federal democracy charter ကတော့အတိအမှတ်ပြုထားပြီးသားလက်တွေ့မှာဆောင်ရွက်တာကြောင့်ဘာမှအကောင့်တွေပေါ်မလာဒါဝန်မငင်း federal charter လည်းမငင်းဘူးအမေရိကန်များဂျာမနီဆွစ်ဇာလန်ဩစတြေးလျာစတဲ့ထိပ်တန်းဖက်ဒရယ်နိုင်ငံကြီးတွေကပြည်တော်စုဖွဲ့စည်းရမှာအဲ့ဒီ bottom up နဲ့တွားတယ်အဲ့ဒီ bottom up ကပါလေ အဲ့လိုဖွဲ့စည်းရမှာပေါင်းတဲ့ပြည်နယ်တွေက provincial sovereignty သူတို့မှအဲ့ဖွင့်အာဏာရှိတယ်မြန်မာနိုင်ငံကအခုမှဟိုစမ်းသစ်ပြီးလောက်တာမဟုတ်ဘူးမြန်မာနိုင်ငံကနိုင်ငံရေးရဆိုရင်သူတို့တက်တောင်းတာသေးတယ်အဲကြောင့်လဲဆိုတော့နိုင်ငံတကာဥပဒေရောပြည်တွင်းဥပဒေရပါတရားဝင်တဲ့ပင်လုံစာချုပ်ရှိတယ်လေအဲတကယ် bottom up နဲ့ဖွဲ့ရမယ်ပြည်တော်စုဖြစ်တယ်အဲ့တော့ခမကုဏမေးတယ်တိုင်းရင်းသားပြည်နယ်များနဲ့အမျိုးသားညီညွတ်ရေးဆိုတာ NUG တို့နေလန်းကြပေါင်းစည်းဖို့ကြိုးစားနေရမှာနှစ်ဖက်လုံးမှာပြဿနာရှိတယ် ဒါအမှန်ပဲခင်ဗျားမေးရမေကွာအမှန်ပဲနှစ်ဖက်လုံးမှာပြဿနာရှိတယ်အဲ့တော့ရှေ့ပိုင်းမှာကျွန်တော်ဆွေးနွေးခဲ့သလိုပဲတိုင်းသားပြည်နယ်များအနေနဲ့ဘယ်နိုင်ငံကြီးလမ်းကြောင်းကိုရှောက်လမ်းမှာလဲလွတ်လပ်တဲ့နိုင်ငံတီတောင်ကြီးလား confederation လား federal လားဒါရှင်းဖို့လိုတယ်အခုထက်တိရှင်းရှင်းလင်းလင်းသွားနေသလားဆိုတဲ့ပုံမှာမေကွန်းထုတ်စရာလည်းအများကြီးရှိတယ်စူးစီးညင်ညွတ်တဲ့ federal democracy နိုင်ငံကြီးလမ်းကြောင်းကိုမလျှောက်ကြသေးဘူးလို့ကျွန်တော်မြင်တယ်ဒါကတိုင်းသားပြည်တွေဘက်ကပြဿနာပဲ ဲ့တော့ဟိုထပ်ပြောပြရရင်ကိုယ်ပိုင်ပြလန်းငွေရလွတ်လပ်တဲ့နိုင်ငံဒီတော်ငွေကိုတိမပြုတ်တယ်ပြုတ်ပေမဲ့လို့ဆရာနာရှင်စနစ်စစ်ကော်မရှင်ကိုမရှိမုန်းနဲ့ပဲနဲ့လက်တွေ့မဖြစ်နိုင်ပါဘူး။ဒါကြောင့်လက်တွေ့ဖြစ်နိုင်တဲ့ဖြစ်လဲဖြစ်တဲ့နဲ့တင်လဲတင်တော်တဲ့ဒူးချင်းနိုင်ငံသားတွေရဲ့ပြောင်းပြနိုင်ငံသားတွေဆာနာနဲ့လည်းလေလျောညီလူဖြစ်တဲ့ဖက်ဒရယ်ဒီမိုစီလမ်းကြောင်းတာလျင်ရှောက်တဲ့ဆုံးဖြစ်တယ်လို့ပြောပြရစီဖက်ဒရယ်ဒီမိုစီလမ်းကြောင်းကိုရှင်းရှင်းရှောက်ဖို့ဘာကြောင့်လုပ်တာလဲ ဖက်ဒရယ်ဒီမိုစီနိုင်ငံလမ်းကြောင်းကိုရှင်းရှင်းလျှောက်ဖို့ရန်အတွက်ကနိုင်ငံရေးရာဥဆောင်လျှောက်ဖို့က NUG ဘက်ကပေါ့ဗျာ CRPH NUCC NUG တို့ဘက်ကပို့ပြီးတော့တောင်းရှိတယ်လို့ကျွန်တော် ယူဆတယ်အဲ့တော့အတွင်ကူပြောရင်ကလာဖက်ဒရယ်ဖွဲ့စည်းချုပ်ဝန်အခြေခံဥပဒေအဆင့်ကိုပြပတ်သားတင်ပြီးတော့တိုင်းသားပြည်နယ်များအားလုံးကိုတရားဝင်ဖိတ်ခေါ်ဖို့လိုတယ်အခုထိရှိမနေသေးဘူးကျွန်တော်မြင်အခုထိဒီနိုင်ငံရေးအဆင့်ကိုမသွားသေးဘူးအဲ့တော့ Federal Democracy Bringing ကိုအကြမ်းင်းလက်ခံထားတယ်ဆိုတာကလွဲရင် အရှင်းမတက်နိုင်သေးဘူးတချိန်ထဲမှာအမျိုးသားညီညွတ်ရေး NUG အစိုးရကလည်းသူတို့ထိုင်ထားတဲ့အထိုင်ပေါ့သူတို့ position ရှိထားပြီးသားဟိုစစ်တပ်အနာသိမ်းပြီးစခွဲကလေးကအဲ့ဒီ position ကိုလက်မလုပ်ဘူးအဲ့ဒီအထိုင်ကိုအသေးခံပြီးတော့မှတိုင်းရင်းသားပြည်နယ်တွေကြီးရဦးတွေလာပူးပေါင်းကြပါဆိုတဲ့အခါမှာပူးပေါင်းအောင်ခက်တယ်လေဗျာလက်တွေမဖြစ်နိုင်ဘူးတကယ်ပေါင်းတာမဟုတ်အပေါ်ရန်ပေါင်းလေးပဲဖြစ်မှာအဲ့ဒါကြောင့်ကြံ့ကြာနေတာအဲ့တော့လူတွေတစ်ချက်ဆက်ပြီးတော့တုံးတက်ပြကျင်တာကတော့ Federal Democracy လို့ပြောဆိုရေးသားတာ ာဖက်ဒရယ်ရှိတယ်ဒီမိုစီရှိတယ်ဖက်ဒရယ်စနစ်ကအန်တီမရီမန်ချက်တနည်းအားဖြင့်အဆုံးစုံနိုင်ငံရီမန်ချက်ဖြစ်တယ်ဒီမိုကရေစီကဖျက်ဆီးသွားရမယ်နိုင်ငံရီမန်ချက်ရဲ့အဆင့်တစ်ခုတည်းဖြစ်တယ်ဒီလိုပုံညွှန်းတာဒါကြောင့်ဖက်ဒရယ်ရှိရနေတာဖြစ်တယ်အဲ့တော့ဒီမိုစီဆိုလို့ရှိရင်အစိုးရပုံစံပြောင်းတယ်ရဂျင်းချိန်းပဲဖြစ်တယ်ဖက်ဒရယ်စနစ်ဆိုရင်တော့အတိအကျအားဖြင့် ဖက်ဒရယ်ဒီမိုစီဆိုလို့ရှိရင်တော့ဖြင့်မြန်မာနိုင်ငံမှာတခါမှမကျင့်သုံးဘူးသေးတဲ့စနစ်တည်းရက်ကိုဖော်ထုတ်ရမယ်စနစ်အပြောင်းလဲ system change ဖြစ်တယ်ဒါကြောင့်မြန်မာတွေကဖက်ဒရယ်စနစ်ကိုနှစ်နှစ်ကာယုံကြည်တယ်ဆိုရင်တော့ဖြင့်မြန်မာနိုင်ငံနဲ့တည့်တော်တဲ့ဖက်ဒရယ်စနစ်ခုနပြောသွားတဲ့ provincial sovereignty ပြည်နယ်တွေကအဓိကအပြင်ချုပ်ချာနာပိုင်တဲ့ဖက်ဒရယ်စနစ်ကိုတိုင်းရင်းသားများနဲ့လက်တွဲကျင့်သုံးမှုလိုအပ်ပါတယ်ဒီနေရာမှာနောက်ဆုံးပြောချင်တဲ့ချက်ကပါလဲဆိုတော့59ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ မြန်မာနိုင်ငံကတကယ်ကိုစီးပွားရေးတိုးတက်ခဲ့တာပဲဒါပေမဲ့ဒီမိုစီမှာပြဿနာရှိသွားတယ်။ဘာကြောင့်လဲဆိုတော့ဝင်းကျုပ်တွေတကယ်အာဏာကိုကင်တဲ့ဝင်းကျုပ်တွေအကုန်လုံးကြီးပါအကုန်လုံးကမြန်မာလူမျိုးတွေဖြစ်ပြီးတော့အုပ်ဆောင်ဆင့်တာရှိတဲ့သမရကဘာနာမှတိကျမရှိပဲတောင်ချီပစိုးဝဲအခမ်းအနားတွေတဲ့စုရီအနှင်းအဲ့လာပဲလုပ်ပိုင်မရှိတဲ့သမရတွေကမြန်မာမဟုတ်တဲ့တိုင်းသားတွေဖြစ်နေ။ဒါကြောင့်မြန်မာနိုင်ငံမှာဒီမိုစီကိုဘ ਹੁ အဆင့်မှာကျင့်သုံးလို့မရပါဘူး။ အကျင့်သုံးတယ်အဲ့တော့ပြည်နယ်ရေးမှာအကျင့်သုံးမှုဆိုတာကဖေလုံစာချုပ်ရနေကြဒီတာတွေအခုတိုင်းသားပြည်နယ်ရေးကရတဲ့ရတဲ့အခွင့်အရေးဖြစ်တယ်ဒီချိန်ထဲမှာတာဝန်လည်းဖြစ်အခွင့်အရေးလည်းဖြစ်တယ်တာဝန်လည်းဖြစ်တယ်ပြည်နယ်ရေးကဒီမိုစီကိုအကျင့်သုံးရအောင်အဲသို့တော်ဘာပဲဖြစ်ဖြစ်နေကုန်းချုပ်ပြောလို့ရှင်တော့ပြင်လူခွင့်ရေးလားဖက်ဒရယ်လားဒီမိုစီလားတန်ဖိုးအားလုံးဟာဥပဒေစိုးမိုးရေးကိုတကယ်တမ်းကျင့်သုံးမှ အောင်မြင်နိုင်မှာဖြစ်တယ် အဲ့တော့ဖက်ဒရယ်တို့ဒီမိုစီတို့ပြောဆိုမှုတွေများစွာရှိတော်ညာလည်းပဲနိုင်ငံကြီးကောင်းဆောင်တွေတကယ်အများစုကြီးဟာဥပဒေစိုးမိုးရေးကိုတကယ်တမ်းနှစ်နှစ်ကာကလိလာပေါ်ဆောင်ကျင့်သုံးမှုပဲမှာအများစုကနှုတ်နေနေကြသေးသလားလို့စိုးရိမ်မိပါတယ်ဗျာတလောက်ပဲပြောပြရစီဟုတ်ကဲ့ဆရာအဲ့မှာနေတိကျတော့တိကျတဲ့ဒီ အဖြေတဖို့ပေါ့နော်ဆရာကတော့အကောင်းဆုံးကတော့ဖြည့်ရှိပုံရှိခံဥပဒေဟာမျိုးပေါ်လာနိုင်အကောင်းဆုံးပေါ့နော်ဒါပေမဲ့အဲ့ဒီအထိမတော်နိုင်သေးဘူးဆိုရင်တော့မှအခုချိန်မှာ Federal Unit ပေါ်လာတဲ့အင်းအားစုတွေကို NUCC မှာထားအပြောင်းလဲလို့ပြမ NUCC ကရပ်ဖက်လူမှုဖွဲ့ရှိတည်နဲ့ဖွဲ့ရှိထားတဲ့ဟာကို Federal Unit နဲ့ဖွဲ့အဲ့ဒီဟာကိုအတိုင်းအတာတစ်ခုထိလုံပိုင်ခွင့်တိုးပေးပြီးတော့မှ CRPH တို့ကိုလည်းအတိုင်းအတာတစ်ခုထိလုံပိုင်ခွင့်တိုးပေးပြီးတော့မှဒါ NUCC ကို check and balance လုပ်တဲ့ပုံစံမျိုးနဲ့ပုံပြောင်းရင် solution ဖြစ်မလားဘာဖြစ်လို့ဒီဟာကိုမေးတယ်လဲဆိုရင်အားလုံးတီးထားတဲ့အတိုင်းပဲ NUG ကအခုချိန်မှာ very decentralized ဖြစ်တာပေါ့နော်ဘာလို့ဆိုတော့ federal unit ကိုဘာမှလုပ်ပိုင်ခွင့်မပေးဘူးသူကိုယ်တိုင်က data တရအုပ်ချုပ်ရေးအထိ data တရအခွန်အထိဝင်ပြီးတော့မှစကိုင်းတိုင်းမကွေးတိုင်းဟာမျိုးမှာသူရှီမန်ဝေးခန့်ခွင့်မှုလုပ်တဲ့ခါကျတော့ချိန်လာတဲ့ပြဿနာကိုတောင်မှသူကဝေးမထိနိုင်တော့တဲ့အနေအထားဖြစ်တဲ့ ဟိုသူဆိုတော့ဖက်ဒရယ်တဘောအရာဘိုးဆိုရရှိမယ်ဖက်ဒရယ်ယူနီအစိုးရရှိမယ်ဆိုတဲ့ဟာ UNG ရဲ့လက်အောက်မှာဖက်ဒရယ်ယူနီအစိုးရကပြောင်းနေတဲ့အနေထားဖြစ်တဲ့အခါကျတော့ဒီဟာရဟာကွက်ကိုပြုတ်ပြင်ပြောင်းလဲတဲ့အနေနဲ့ဖက်ဒရယ်ယူနီအစိုးရကိုကောင်စီကို UNGC တဲ့ထည့်ပြီးတော့မှဒါအပြောင်းလဲလုပ်ခြင်းအပြင်အဖြစ်ထွက်မလို့တုံးမဟုတ်တခြားစာဘလို့ပုံစံမျိုးအခုဖြစ်နေတဲ့ဟာကိုအကောင်းဆုံးနည်းလမ်းနဲ့အခြေအခြေစိမ့်မိမိလှုပ်ဆောင်လာနိုင်ဖို့အတွက်ဗာကျန်ပြုဆွေးနွေးခြင်းပါ ဟုတ်ပါပြီဗျာခင်ဗျားပြောတဲ့ Federal Unit ဆိုတာကိုကျွန်တော်နည်းနည်းလေးသုံးသပ်ပြမယ် Federal Unit ဆိုရဲဟောတာကနဲ့ Federal ပြည်တော်စုတိဆောက်ပုံကိုချိတ်ကပ်လို့မရဘူးဗျာစဉ်းစားကြည့်ပါအခုဒီတိုင်းသားပြည်နယ်တွေကသူတို့ရဲ့ပြည်နယ်ဆိုတဲ့နာမည်ကိုတမိုင်းနဲ့ချီရင်ပြီးတော့ပင်လုံစာချုပ်နောက်ခံနေရလာခဲ့ကြတာအဲ့တော့အနည်းဆုံး9ပြည်နယ်လောက်ရှိမယ်အဲ့ဒီပြည်နယ်တွေကသူတို့ရတာပြည်နယ်ဆိုတဲ့နာမည်ကိုစွန့်လွန်မှာမဟုတ်ဘူး ဒီကြနိုင်ငံထောင်ရင်ထောင်သားမယ်နော်ဖယ်ဒယ်ပြည်တော်စုအတွင်းမှာဆက်နေမယ်ဆိုရင်တော့ခင်ဗျာဖယ်ဒယ်ယူနစ်လို့သူတို့ပြောမှာမဟုတ်ဘူးခင်ဗျာစဉ်းစားကြည့်ချင်းရလဲချင်းပြည်နယ်ကချင်ရလဲကချင်ပြည်နယ်ရှမ်းရလဲရှမ်းပြည်နယ်ဒါတမိုင်းနဲ့ခြေပြည်ရလာတဲ့နာမည်လေရှမ်းဖယ်ဒယ်ယူနစ်ပဲပြောမလဲမဖြစ်နိုင်ဘူးအဲ့ဒါလို့အဲ့ဒါဆိုရင်ခင်ဗျာပြည်တော်စုတစ်ခုတိဆောက်တဲ့အခါကျယူနီဖောင်းဖြစ်ရမယ်လေ ပြည်ထောင်စုဖွဲ့စည်းအောင်ပေါင်းတဲ့ unit တွေအားလုံးနာမည်တစ်ခုပဲယူရမှာလေ။အဲဆွေဇာလာမှာကြည့်လေဗျာ။ဟို26ပြည်နယ်လုံးကကန်တုံလို့ပဲခံယူရတယ်။ကန်တုံဆိုဆော်ဗရင်းလို့တုံးတာပဲ။ဒါကဘယ်လိုလုပ်ပြီးတော့တိုင်းရင်းသားပြည်နယ်တွေကပြည်နယ်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းတွေက Federal Unit တော်လို့ရင် uniform ဖြစ်ဖို့လေဗျာ။ကဘာလည်းပြလို့မရအောင်ရှင်းလို့လည်းမရအောင်လက်တူလည်းတုံးလို့မရအောင်။အဲကြောင့် Federal Unit ဆိုတဲ့ဟာကိုတော့ဝင်လင်းပြောရင်ခေါင်းထဲကထုတ်ပြန်ကောင်းမယ်။မဖြစ်နိုင်ဘူး။ တကယ်တမ်းပြည်အောင်စုကိုတိစောက်မယ်ဆိုရင်ခရဖက်ဒရယ်ပြည်အောင်စုကပြည်အောင်စုအစ်စ်ကိုတိစောက်တာလေအဲ့လိုတိစောက်တဲ့အချိန်ကသမိုင်းရောင်းနေပြန်ကိုကားမယ်အဲ့ဒါပါလေခမားမှတ်မိမယ်1962ခုနှစ်တောင်ကြီးညီလာခံဘင်လုံစာချုပ်ပြည်မြောင်းနေသမိုင်းမှာဒုတိယတရားဝင်ဆုံးနိုင်ငံရေးစာချုပ်အဲ့တုန်းကပြည်နယ်ကိုယ်စားလှယ်တွေတရားဝင်အစိုးရဖွဲ့စည်းထားတဲ့ပြည်နယ်အသီးသီးအကိုယ်စားလှယ်တက်ခဲ့တဲ့ဒုတိယတရားဝင်ဆုံးညီလာခံအဲ့ညီလာခံကနေ မြန်မာတို့မဟုတ်ဗမာပြည်နယ်ဖွဲ့စည်းရေးကိုတောင်းဆိုခဲ့ကြတာလေဗျာစဉ်းစားကြည့်ပါဦးအဲ့ဒါတမိုင်းဝင်တောင်းဆိုချက်အဲ့မှာပြည်နယ်လို့ပဲတောင်းတယ်မြန်မာလားဗမာလားဆက်စုနေပေါ့ပြည်နယ်လို့ပဲတောင်းတယ်အဲ့ဒါကိုကောင်တယ်ဖို့တောင်းလို့ရှိတယ်တမိုင်းကျောင်းကိုခြေမခံမင်းနဲ့ကျွန်တော်တို့ဖက်ဒရယ်တစ်ကိုသွားလို့မရဘူးအဲ့တော့အဲ့ဒါကိုခြေခံမယ်ဆိုရင်ခဏရှိနေကြတဲ့ဝမန်ရီတိုင်းလားနော်စကိုင်းတိုင်းတောင်ပိုင်းလားနည်းအနည်းဆုံးပြောမယ်မကွေးတိုင်းလားအဲ့ဒီဒေသတွေကပြည်နယ်ပြောလို့ရတာပဲမြန်မာပြည်နယ်1မြန်မာပြည်နယ်2မြန်မာပြည်နယ် ပြောင်းလို့ရတာဓမိုင်းကြောင့်နဲ့လည်းညီတယ်အားလုံးနဲ့လည်း uniform ဖြစ်တယ်ပြည်နယ်ဆွဲနိုင်မျိုးတုံးလို့ရတယ်ဆိုတော့ဒီလိုအခြေခံကနေစဉ်းစားစီခြင်းနဲ့ဒါပရမပိုင်းဒုတိယပိုင်းကနိုင်ငံရေးရပုံစံခင်ဗျားဦးနာဆွေးနွေးသွားအဲ့ဒါကစိုးရဓမိုင်းကြောင့်အခြေခံဒီ provincial sovereignty နောက်ခံကနေပြီးတော့ပြည်တော်စုဖွဲ့စည်းတဲ့ပုံစံမျိုးဆိုလို့ရှိရင်တော့နိုင်ငံရေးရဆွေးနွေးရညှိနှိုင်းရတယ်ဗျာကာယကံရှင်တွေကဆုံးဖြတ်ပါလိမ့်မယ်ကျွန်တော်ဘက်ကပြောရတာခက်တယ် ဂိုင်းငန်ရှင်တစ်ဖက်က CRP အ new CC အ new ကြီးရှိတယ်တစ်ဖက်ကလည်းတိုင်းရင်းသားပြည်နယ်တည်တည်ရသူတို့ပြည်နယ်ခေါင်းဆောင်တွေတည်တည်ရှိကြတယ်သူတို့ဆွေးနွေးကြပြီးတော့တင့်တော်တဲ့နိုင်ငံရေးပုံစံတရားကိုဖန်ပြီးပေါ်ပေါက်လာအောင်သူတို့လုပ်နေစွာရှိကြတယ်လို့ကျွန်တော်ယုံကြည်တယ်အဲဒါကြောင့်ခင်ဗျားရဲ့မိတဲ့မိကုန်းတော့ကျွန်တော်တို့ပဲဖြေပေးရစီ ဆိုတော့ဒီမိခွန်းရဲ့နောက်ဆုံးပိုင်းအနေနဲ့ကျွန်တော်ဒါအခြေတဝင်းဆရာကိုဆွေးနွေးဖို့ဖြစ်ခေါ်လို့တာကတော့ခုဆရာရဲ့သုံးသက်ချက်တိတ်ကိုပြန်ကူကားမယ်ဆိုရင်ခုချိန်မှာတက်နိုင်သလောက်တော့နိုင်ငံကြီးဆွေးနွေးမှုတွေလုပ်ပြီးတော့မှဒါဖြစ်နိုင်ဖက်ဒရယ်ကိုဥတီတဲ့ဆူဆီမှုနဲ့ဒါတိုင်းရင်းသားတွေနဲ့ပမာတွေကြားမှာခုဒေါ်လာရှိရင်ရာစုတွေကြားမှာဆူဆီနိုင်လို့လုပ်တယ်ဆိုရင်ဟာတစ်ဖက်မှာရှိတစ်ဖက်မှာ ဒီပမာကူဘသူကူစားပြုမလဲဆိုတဲ့အပိုင်းမှာဟို NUG ကိုကြည့်မယ်ဆိုရင်သူရဲ့ structure စုဖွဲ့မှုကတိုင်းရင်းသားတွေပါတလူလူပါတရောင်ရောင်နဲ့ကိုဖြစ်တယ်ဒါမဲ့ဘသူကနောက်ကွယ်မှာနိုင်ငံရေးကအရာကျိုးကန်တယ်လဲဆိုရင်သူတို့အားလုံးအတီးဆုံးဖြစ်မယ် CRPH ကိုလည်းကြည့်မယ်ဆိုရင်လည်း NL မဟုတ်ဘူးလို့ပဲသူတို့အဖွဲ့ဝင်တွေကိုယ်တိုင်ကပြောမှာပဲဒါကလွှတ်တော်ကိုယ်စားလှယ်တွေကဖွေးရှိတဲ့ဟာဖြစ်မယ်ဆိုတော့သူတေချာတာတစ်ခုကဒါ1940ခု လောက်တုံးက အချင်းနေနဲ့ပြန်နိုင်မယ်ဆိုရင်ဘာသာပါလာတို့နီပါလို့နိုင်ငံကြီးဩဇာရခဲ့တဲ့ NLD ကဒါလေဗမာကိုကူစားပြုပြမှဂတိကူပြုတ်နိုင်မှာဒါလေအခုချိန်မှာတိုင်းသားတွေကခြေတဝင်းနဲ့ပူပေါင်းရမယ့်အနေထားရှိတယ်။တိုးတော်လေ NLD ရလည်းအခုချိန်မှာသူ့အကွေအပြေးနဲ့သူစစ်ကောင်စီနဲ့ပူပေါင်းတဲ့ဟာပူပေါင်း CWC ရတတ်တတ်ပြီးတော့ CWC ကိုဝေဖန်နေတဲ့ဟာအင်အားစုကတတ်တတ်ဖြစ်နေပြန်တဲ့ခါဆိုတော့တိုင်းသားတွေအနေနဲ့ဗမာနဲ့အခုချိန်မှာ ပြပြတတပူပေါင်းပြီးမှကတိကဝပေးဖို့အတွက်ဗမာမှာဥစားပြုတဲ့အင်အားစုမရှိနိုင်ဘူးဆိုတဲ့ထောက်ပြမှုတွေကလည်းရှိနေတော့ဒါကိုဆွေးနွေးရင်းနဲ့ဘလို့ stakeholder တွေနဲ့ဆူဆီပြီးတော့မှဆရာအကြံပြုလို့တဲ့ဒါ federal ကိုဥတီကြမလဲဆိုတဲ့ဆွေးနွေးမှုဟိုဒီဥတီချက်ကိုရောက်အောင်ဘလို့သွားကြမလဲဆိုတဲ့ဟိုဆွေးနွေးမှုပိုင်းမှာဟို stakeholder ပိုင်းပေါ့နော် stakeholder တဲ့တိုင်းရင်းသားတွေပြည်သားပြည်ပြည်သားသားနဲ့ stakeholder ရွေးချယ်လို့ရတယ်ဒါပေမဲ့ဘာမှအပိုင်းမှာ stakeholder ပြည်ပြည်သားသားမရှိနေဘူးပုံမှာဘသူတွေကကိုစားပြုတ်မလဲအဖြေရှိပါတယ်ခင်ဗျားစဉ်းစားကြည့်ပါ လူမျိုးကြီးအခြေခံကိုတံမိုးထားတယ်ခံထားတယ်တိမှတ်ပြရကောင်းတယ်ဒါပေမဲ့ခင်ဗျားအခုတည်တောင်းထားတဲ့ federal နိုင်ငံကိုကြည့်လိုက် လူမျိုးကြီးအခြေခံတက်တက်နဲ့မတော်ဘူးခင်ဗျားအမေရိကန်ကြည့်မလားဆွစ်ဇာလန်ကြည့်မလားဂျာမနီကြည့်မလားဩစတြေးလျကြည့်မလားကနေဒါကြည့်မလား လူမျိုးခြေခံနဲ့ပဲအမြဲတမ်းမသွားဘူးခင်ဗျာလူမျိုးခြေခံတက်တက်ကို တိတ်ကိုအဓိကထားလို့ရင်ပြဿနာကြီးရှင်းရသိခဲ့တယ်အဲ့တော့ဘာလို့တင်ရမလဲဆိုတော့ Federal ပြည်အောင်စုနိုင်ငံသားစိတ်ဓာတ်ကိုတင်ရမှာခင်ဗျာလူမျိုးကြီးတိတ်ကင်ထားလို့ရှိရင်ငါလူမျိုးမှငါလူမျိုးကချင်မှကချင်ကရင်မှကရင်ရှမ်းမှရှမ်းငါလူမျိုးမှငါလူမျိုးဆိုရင်ခင်ဗျာဥပဒေစိုးမိုးကြီးဘယ်တော့မှတော်လို့မရဥပဒေစိုးမိုးကြီးကိုမတော်နိုင်ရင်ခင်ဗျာ လူခွင်လည်းမရဘူးဖက်ဒရယ်လည်းမရဘူးဒီမိုစီလည်းမရဘူးအဲ့တော့ဥပဒေစိုးမိုးကြီးတွားဖို့ဆိုရင်လူမျိုးတွေအားလုံးရဲ့မျက်စိရှိမှာဒါကအ ਨੇ ဆုံးတော့ပြည်တော်စုနိုင်ငံသားဆိုရအမြင်နေမြင်ဖို့လိုတယ်ဥပမာဖက်ဒရယ်ပြည်အောင်စုတွားမှာဟုတ်ကိုယ်လူမျိုးကိုဆွတ်လို့ဖို့မဟုတ်ဘူးဒါတချိန်ထဲမှာပြည်တော်စုနိုင်ငံသားစိတ်တက်နဲ့ပြည်တော်စုနိုင်ငံသားအမြင်အတွေးကြံလှုပ်ဆောင်ချက်တွေကိုတင်ပေးဖို့လိုတယ်။အဲ့ဒါမျိုးမြန်မာမှမြန်မာ၊ကချင်မှကချင်၊ရှမ်းမှရှမ်း၊မွန်မှမွန်အဲ့ဒါတော့တင်နေတော့ခင်ဗျာ ျွန်တော်ကြားရတဲ့ feedback တွေဘယ်တော့မှပြီးမှာမဟုတ်ဘူး။အရှေ့အနာရှင်စနစ်ပဲတက်ဆိုးရှည်သွားလိမ့်မယ်။ကမ္ဘာမှာဘယ်နိုင်ငံမှလုပ်လို့မရဘူး။ခင်ဗျာဆွစ်ဇာလန်ကြည့်လေဗျာ။ခင်ဗျာဂျာမန်လားဒါလားပြင်သစ်လားအီတလီလားအဲ့လိုကမ္ဘာနိုင်ငံပေါင်းစုံကလူမျိုးပေါင်းစုံပါတာပဲ။ citizen ဖြစ်နေကြည့်ရတယ်။အဲ့ဒီအတိုင်းပဲခင်ဗျာကနေဒါကြည့်လိုက်။ Australia ကြည့်လိုက်။ citizen ဆိုအဓိကတော့ Union citizen, Federal citizen ဒီကောင်အဓိကတော့အဲလူမျိုးမှလူမျိုးတက်တက်ဆိုရတဲ့ဟာနဲ့အလုပ်ကိုမဖြစ်ဘူး။အဲဆရာနာရှင်တွေကြိုက်လူမျိုးလူမျိုးချင်းပြည်ပတ်တွေ ပြိပကတ်တွေကပိုများလာဖို့ပဲရှိတယ်။နော်ဒါကတခုဖြစ်တယ်။နောက်တစ်ခုက energy ကမြန်မာကိုကိုစားပြုတ်တယ်။အဲ့လိုပြောရင် energy ကိုယ်တိုင်တော့မကြိုက်ဘူးလို့ကျွန်တော်ထင်တယ်။ energy ကနိုင်ငံရေးပါတီလေအခုတော့သူတို့ပြထားတာပဲဝင်းကျုံမန်းဝင်းခိုင်တန်းခဲ့ရင်ပဲ။ဆိုတော့တခြားမြန်မာမျိုးတိုင်းသားတွေအများကြီးရှိတာပဲ။လူမျိုးနဲ့ဆက်ဆက်မှုနဲ့ကွာခြားမှုနားလည်ဖို့လို့အဲ့တော့နိုင်ငံရေးပါတီစနစ်တွေကဘယ်လိုအခြေခံရမလဲဆိုတော့ပြည်내ကိုအခြေခံရတော့မယ်။အခုနကျွန်တော်ပြောတဲ့ဖက်ဒရယ်နိုင်ငံကိုကြည့်အလားတူပဲ ပြည်နေကနေဘိုးဆေလွတ်တာဘိုးမျိုးတော်ထိုင်ပြီးတော့ပြည်နေဟာထိုင်ခန့်နေတာမဟုတ်ဘူးအဲ့လိုဖြစ်တဲ့အခါကျတော့ Federal Foundation ကိုသွားရမယ်ဆိုရင်ပြည်နေကိုသွားရမယ်ခုနကျွန်တော်ပြောတဲ့အနည်းအဆုံးပြောမယ်ဆိုရင်အာမြန်မာမြန်မာနိုင်ငံအလဲပိုင်းဒေသတော့ဖြစ်ရင်မြန်မာလူမျိုးတွေအများဆုံးနေတဲ့ဒေသဖြစ်တော့မန္တလေးတိုင်းဆိုရင်ပါလေအာမြန်မာပြည်နယ်တစ်စကိုင်းတိုင်းမြောက်ပိုင်းမှာအရင်းပွားမှုတွေရှိကောင်းရှိနေတယ်စကိုင်းတိုင်းတောင်ပိုင်းမှာတော့ဖြစ်ရင်မြန်မာတွေရေခဲအများစုမြန်မာပြည်နယ်နှစ်မကွေးတိုင်းမြန်မာပြည်နယ်သုံး အဲ့လိုတတ်မှတ်ပြလိုက်မယ်ဆိုရင်သူ့ပြည်နယ်ထဲမှာမြန်မာပြည်ခေါင်းဆောင်ဖြစ်ဖြစ်ရှင်မှဖြစ်ဦးမယ်ပြည်နယ်ထဲမှာအခြားမြန်မာမဟုတ်တဲ့အခြားတိုင်းသားတွေခေါင်းဆောင်ဖြစ်ရှင်ဖြစ်လာမယ်ဒါအဓိကမဟုတ်ဘူးတောင်ကြီးညီလာခံအရပြောမယ်ဆိုရင်မြန်မာပြည်နယ်ပေါ်လာဖို့ဗမာပြည်နယ်ပေါ်လာဖို့အဓိကအဲ့ဒါဆိုတဲ့အခါကျတော့ပြည်နယ်ဖွဲ့စည်းပေးလိုက်တယ်ဆိုရင်ဒါသူ့ရဲ့တိုင်းရင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးရရောက်တယ်တကယ်မြန်မာနိုင်ငံမှာဒုတိယတရားဝင်စုနိုင်ငံရေးသဘောတူညီချက်ကြီး1962ခုနှစ်တောင်ကြီးညီလာခံဆိုတာ အဲ့ဒါကြီးကိုမေ့လို့မရဘူးလေအဲ့လိုနီးနေတဲ့တမန်ကြောင်းကိုချိတ်ကပ်ဖို့လိုတယ်အဲ့တော့အရေးကြီးဆုံးပြောမယ်ဆိုရင်တော့ဖြင့် Federal Democracy တော့ဘယ်လိုနီးနေမှဥပက္ခမပြုတ်သင့်ဘူးအခုမှဆွေးနွေးပွဲလုပ်မယ်ဆိုရင်အခုချိန်မှာဆရာထောက်ပြတယ်လို့ Federal Unity ဟာမျိုးတွေကတော့တတ်နိုင်တယ်လို့တော့ကြိုးစားနေကြတော့ဟာဆူရှိနေကြတယ်တိုးတော့မထွက်လာနိုင်ဘူးဖြစ်နေတယ်ဒါအဲ့ဒီမှာကျွန်တော်တို့ဒီမြေပြင်ကအချိန်ကြီးရဆိုတော့တက်ဆိုင်ရာဒိုင်းပြီးနေအလိုက် ဖွတ်တော်ကူစလေတွေရှိတယ်ဒါကို NLD ကနေထင်းသိမ်းထားပြီးတော့မှဒါချိစစ်ပေးပေးထားပြီးတော့မှသူ unit alive ကိုရှိပုံမူကြမ်းနေရွှေရည်ဟာတော့ရှိတယ်တိုးတော့ဒီ unit alive ဘာမှရင်အားစုမရှိလာသေးတဲ့ဟာကိုနိုင်ငံရရဂတိတော်ဆိုပြီးတော့မှဥမာရခိုင်တို့ချင်းတို့ကချင်တို့ကစပွေးပေါ်မှာအတူလက်မထိုးထိုးပြီးတော့မှနိုင်ငံရအရာဒါတန်းတူဖက်ဒရယ်တွားကြမယ်ဆိုတဲ့ပုံစံမျိုးတွားဖို့ဆိုရင်လည်း ဒါသူ့ရဲ့နိုင်ငံနောက်ပွဲကနိုင်ငံအားစုကတိကဝတ်တည်နိုင်မှုပေါ့နော်ကတိတဝတ်တည်နိုင်မှုပေါ့မေးခွန်းရှိတယ် UNG ဆိုလည်းအဲ့လိုပုံစံမျိုး NLD ကဒါကတိကဝတ်ဆိုမယ်ဆိုရင်ဒါတေချာလာတကွာ NLD ကဗမာအများစုကတော့အခုချိန်ထိထောက်ခံကြအများဆုံးအများဆုံးပဲဖြစ်နေတယ်ဒီကတော့နိုင်ငံကြီးအရအခုချိန်မှာတော့မတာဝန်ယူတာဝန်ခံခိုင်းမယ်ဆိုရင် UNG တောင်မှဘသူကတာဝန်ယူတာဝန်ခံရမလဲဆိုတော့ UNG ဝန်ကြီးတာဝန်မရှိ အချင်းပြည့်ချစားတဲ့သူတောင်မှဝန်ကြီးဖြုတ်ချရမယ်ဆိုရင်ဖြုတ်ချတဲ့အစီအတော်မှာတာဝန်မယူနိုင်သေးတဲ့အနေအထားဖြစ်နေပြီဆိုတော့ဒီလိုလူတွေနဲ့နိုင်ငံကြီးကတိကဝတ်တိုင်းသားတွေဆိုလို့ဆိုလို့ရမလားအအရင်တော့ဘာသာပါလာတို့ဟာမျိုးနဲ့ကတိကဝတ်ဆူထားတဲ့ဒါပင်လုံဟာမျိုးတောင်မှတိစာဖောက်ခံရတာဒီလိုစူပွဲမှုတိကျကျနိုင်ငံကြီးအရာကြည်လင်မှုမရှိတဲ့အင်အားစုတွေနဲ့ကတိကဝတ်ဆူဖို့တိုင်းသားတွေအတွက်နှောက်ကြလုံပါမလား ဘေးအင်းအားစုတွေနဲ့ဟိုအချင်းချင်းစုဖွဲ့မှုကိုတည်ဆောက်ပြီးတော့မှကြိလက်တဲ့ Federal ဥတီမှုကိုတည်ဆောက်ကြမှာလေအဲ့ဒီအပိုင်းကိုကျွန်တော်တည်း Stakeholder Analysis လုပ်တဲ့အပိုင်းကိုဒါ NLD ကိုရွေးချယ်ရမလားဘာကိုရွေးချယ်ရမလားအဲ့ဒါကျွန်တော်ဆွေးနွေးစေချင်တယ်ခင်ဗျားကိုကျွန်တော်ပြောပြမယ်ယူလေးပြောပြမယ်ခင်ဗျားပင်လုံစာချုပ်ကိုတောင်ချိုးပေါက်ခံရတယ်ဆိုတာပင်လုံစာချုပ်ကိုချိုးပေါက်တာကနိုင်ငံရေးအင်အားစုတွေမဟုတ်ဘူးလေးစစ်ကွန်ဖွဲ့ရှိပင်ပုံကချိုးပေါက်တာလေးဆရာ လာဒီမလေးစကူဖွရှိပုံကလေးကနေဘင်းလုံးစာချုံနဲ့မငီတဲ့စာဖွရှိပုံထွက်လာပြီလေဒါမဲ့အဲ့ချိန်မှာတောင်ကြီးကြီးလာခါဆိုရတာရှိတယ်ဒါမဲ့အဲ့ချိန်မှာတော့ military ကပြန်ပြောမှချူဖုတ်လာတာပေါ့နော်ဒါမဲ့ပထမအစင်ကနိုင်ငံကြီးအင်အားစုတွေကဖာစာပါလို့အုပ်စုကပဲလက်တလုံးချလုံးပြမစာချုံရလေးစကူဖွရှိပုံပင်လုံးနဲ့မငီတဲ့ဟာထွက်ပေါ်လာခဲ့တာလေဆရာဟုတ်တယ်ဒါပေမဲ့ခင်ဗျားလေးစကူဖွရှိပုံပြင်ဖို့ဝင်းကျုပ်ဦးနုသဘောတူတယ်လေဗျာခင်ဗျားမေ့သွားပြီလား အတန်လွင့်ရုံမှာညီလာန်ခေါ်တယ်လေတိုင်းသားကောင်းဆောင်ကိုတက်ကြတယ်လေအဲ့လိုတက်ပြီးလေးချက်ကုန်ဖွဲ့စည်းပုံကိုပင်လုံစာချုပ်နဲ့အညီပြင်ဖို့လုပ်နေတယ်ဥမာအာနာသိမ့်သွားတယ်ဗျာပြန်စစ်သားပါဦးဆိုင်းတူကရဲ့ခင်ဗျာတကယ်တမ်းချိုးပုတ်တာဆက်အာနာရှင်ဖြစ်တယ်မြန်မာနိုင်ငံကြီးကောင်းဆောင်နေမဟုတ်ဘူးဆက်အာနာရှင်နေအဲ့ဒါကိုခင်ဗျာကောင်းနေမှာထည့်ဖို့လိုတယ်ဒါတစ်ချက်ဒုတိယချက်ကတော့ဆရာဦးတုကရကကရင်ဖက်မှာတိုင်းသားတွေတူတော်တူကူတိုင်းတော်လိုင်းကြီးအစိုးရဖွဲ့ပြီးတော့မှာ US တို့ကလည်းထိုင်းတို့ကလည်းအပြည့်အဝကူညီပေးနေတဲ့အချိန်မှာ ဖက်ဒရယ်ကိုပြန်ပြောတဲ့အချိန်မှာဖက်ဒရယ်ပြောရင်အကွေးပြေးပါဆိုတော့ဦးနှုတ်ကိုတိုင်ပြန်ဆွလွတ်ခဲ့တာလေပြောချင်တာကဒါဒီဖက်မှာသူ အာနာတိန်ခံရတဲ့အဲ့ဒီဟာအလားချစ်စိုးရင်စိတ်ကြီးသွားပြီးတော့မှဖက်ဒရယ်ကိုတောင်းတိုင်းတလူမျိုးနေမှာသူကိုတိုင်တော်လန်ရဲ့ဆိုးရလုံးတဲ့ချင်းဂတိမပြုတ်နိုင်ဘောတော်ဘူးလေးစားကျွန်တော်ကြောက်ရဦးနှုတ်ကဖက်ဒရယ်ကိုပယ်ခဲ့တယ်ကရင်ဒေတာရောက်အောင်ပယ်ခဲ့တယ်ဆိုတော့တမိုင်းထောက်တာမရှိပါဘူးစလိုင်းတို့ကခင်ဗျားတခြားပြဿနာတွေပါအများကြီးတက်တွင်းပြဿနာတွေအများကြီးဖြစ်တာ ဘူးကဖက်ဒရယ်ကိုပြင်ပြီးမှညင်းခဲ့ဆိုတော့တမိုင်းထောက်တာကိုမရှိဘူးကျွန်တော်ရှာပြီးပြီအဲ့တော့ယူလေးညင်းလို့မရတဲ့ချက်ကပါလေမှန်တယ်1948ဖွဲ့စည်းပုံအောင်အောင်မှာပေရုံစာယူကိုညင်းပယ်ခဲ့တဲ့ဘိုင်းနေပါတယ်အဲ့တော့ဟိုတိုင်းရင်းသားပြည်နယ်ရွှေရှင်ရှမ်းပြည်နယ်ထောက်ပြတဲ့ခါကျတော့ဦးနှုတ်ကပြင်မှုသဘောတူတယ်။ဟိုအတန်လွင်ယုံမှညီလာခံကြီးတစ်ခုကျင်းပခဲ့တယ်။အဲ့ဒီအချိန်မှာနေဝင်အာဏာသိမ်းသွားတာပဲ။အဲ့တော့ကြောင့်ပင်လုံးစာချုပ်ကိုတကယ်တမ်းမျက်ကွယ်ပြုခဲ့တာမြန်မာနိုင်ငံကြီးကောင်းဆောင်တွေမဟုတ်ပါဘူး။ခင်ဗျားရှေ့အာဏာရှင်တွေပါ။ဒါဘရောင်းတစ်ချက်ဖြစ်တယ်။ နောက်တစ်ခုကနိုင်ငံရေးကတိကိုကိုဘယ်လိုဖော်ဆောင်ရမလဲဆိုတော့နိုင်ငံရေးကတိကိုကိုဖော်ဆောင်မှုလိုအပ်တယ်ဆိုတဲ့အချိန်မှာတန်ရရတွေများလောကြည့်ပြီးနိုင်ငံရေးကတိကိုဆိုရင်ဘာမှစိတ်မချရတော့ဘူးဆိုရင်ခမရှိဘူးဘာနဲ့ဆက်သွားမလဲကျွန်တော်တို့ကဒုဗိုလ်တိုင်းပဲရှိတယ်အဲ့တော့တန်ရရတွေရှိတယ်မှန်တယ်မေယုံမကြည်မှုတွေရှိတယ်အဲ့ဒါတွေကိုအခုလောလောဆယ်နိုင်ငံရေးဆွေးနွေးမှုတွေဘယ်လိုသွားရင်ကောင်းမလဲအဖြေရှာတဲ့နယ်လေမေယုံကြည်မှုကတိတ်ကိုများလောကြည့်တယ်ဒါကြောင့်ငါတို့တွဲလို့မရဘူးဆိုရင် တကွေးတပြားကြီးဖြစ်နေတော့မှာဟောအဲ့လိုတကွေးတပြားကြီးဖြစ်နေဆရာနာရှင်စတဲ့ကိုဘယ်လိုတိုက်ကြမလဲပြဿနာတာအဲ့တော့ကျွန်တော်ပြောပြမယ်ခင်ဗျာ NLD ကိုတောက်ယူနိုင်ရေးကိစ္စကိုတော့တောင်းလို့မရဘူးဘာဖြစ်လို့လဲသိလားသူတို့အကြက်တည်းရှိတယ်လေ NLD ရဲ့အဓိကခေါင်းဆောင်တွေအကုန်လုံးကဘိုးလုံးမှုဆောင်ကော်မတီဝင်တွေတကယ်အများစုကြီးရထောင်ထဲရောက်နေကြတယ်လေဗျာအပြင်မှာရှိရလူရဲ့သူတို့မှရှိတဲ့လုတ်ပိုင်ဝင်လေးတွေရတဲ့လောက်လုံနေကြတယ်အဲ့ဒါလေးကိုတံမိုးထားမှာပေါ့အဲ့ဒီအကန့်အသတ်ပုံနဲ့ရပဲသူတို့ရတဲ့လောက်ပေးမှာပေါ့ အဲ့ဒါနဲ့ပဲညှိကြမှာပေါ့အဲ့တော့ကိုမယုံဒီကိုမယုံနိုင်ငံရေးကုဂရီကိုဒီမယုံမယုံအောင်ဆိုရင်တော့အကုန်လုံးအကွယ်ပြပြနေတယ်ဒီတိုင်းပဲပြပြကြီးသွားနေကြရင်အားလုံးငါးပါးမှောက်မှာပေါ့မြန်မာပြည်နယ်1မြန်မာပြည်နယ်2မြန်မာပြည်နယ်3အဲ့လောက်ပေါ်လာပြီးတော့ပြည်နယ်အားလုံးနဲ့ဒန်းတူတိုင်းသားပြည်နယ်ရဲ့ပြည်နယ်ခုနပြောတဲ့မြန်မာပြည်နယ်ရဲ့ပြည်နယ်ဆိုတဲ့ပုံစံနဲ့ပြည်တော်စုကိုအနိကဆုံသွားတာကဖြေအတွက်ပို့ပြီးတော့နှိစက်လိုက်မယ်လို့ကျွန်တော်ယူဆတယ် တော့ပါဒီအဆုံးသတ်မယ်ဆိုရင်ခုချိန်မှာတရားနေနေ CRPH တို့ရှိတလောက် NLD တို့ NUG တို့ ਨੇ ခိုင်မာတဲ့လက်တွဲမှုကိုလုံးသိနေကြစ်လစ်တေတက်တဲ့နိုင်ငံကြီးကိုစားပြုံးမှုဟာမျိုးကခုချိန်မှာရှာရခဲ့တယ်ဆိုတဲ့အဖြစ်ပုံစံမျိုးနဲ့အဆုံးသတ်လို့ရမလားဆိုတော့ကျွန်တော်မေးချင်တာလေတိုင်းသားတွေအနေနဲ့ဘယ်သူဘေးအုပ်စုတွေနဲ့ကတိကဝတ်ဆိုကြမလဲဆိုတဲ့ဟာပဲကျွန်တော်အဓိကမေးချင်တာပေါ့နော်အဲဒါကြောင့်အဲ့ဒီဟာနဲ့အဆုံးသတ်လို့ရမလား ဟိုခင်ဗျားကိုကျွန်တော်ပြောပြီး NLD ဆိုတဲ့ဟာကိုခြုံပြီးပြောရတော့ခက်တယ်လို့ပြောတာ။ဒါကြောင့် NLD ကိုကိုစားပြုတဲ့အဖွဲ့ကအကုန်လုံးတည်ထားတာ CR page ပဲရှိတယ်လေ။ CR page ရှိတယ် NUC ရှိတယ် NUG NUG ရှိတယ်။သူတို့နဲ့ပဲယုံကြည်ဆွေးနွေးရမှာပေါ့ဗျာ။ဟုတ်ကဲ့။ရနိုင်တဲ့လောက်နိုင်ငံရေးခရီးကုတ်တွေကိုရှားတော့မှာပေါ့။ဒါရှိနေတဲ့ခြေအနေမှာအကောင်းဆုံးအဖြေကိုရှားရမယ်လေ။ဒါမှလည်းကျွန်တော်ကြားရတဲ့ညီညွတ်မှုရနိုင်မှာပေါ့။သို့မဟုတ်လို့ရှိရင်ခင်ဗျာ လက်ပြေးကြီးနဲ့ဘလို့မှရှေ့ဆက်တိုးလို့မရနိုင်ဘူးလေကျေးဇူးတင်ပါတယ်ကျွန်တော်ကျွန်တော်နေပဲကျင်းနေပါတော့နော်